မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အုတ်ရှိပင်မြို့နယ်ရှိကပ္ပစာ6အနီးကဆင်လန်ကခင်းစခန်းကို AA နှင့်ပူပေါင်းတပ်ထိုးစစ်ဆင်တိုက်ခိုက်နေအချမ်းဖတ်စေအုပ်စုကအခြားဆုံးများစွာနဲ့စုခွာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်အမှတ်6ကောက်ွယ်ရေးပစ္စည်းထုတ်ဆက်ရုံ ကပါစာ6အနီကစင်လန်ကျေးရွာရှိစစ်ကောင်စီရဲ့ခကင်းစခန်းတွေကိုအရကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်ကအကြဆုံးများပြစွာနဲ့စုခွာနေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စင်လန်ကျေးရွာနီးရှိစစ်ကောင်စီရဲ့ခကင်းစခန်းတွေကိုအရကတက်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်မှာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာအဲ့ဒီရွာအနီးငါရှိကကင်းစခန်းတစ်ခုကိုသာတိမ့်ပိုက်ရရှိထားပြီးလက်ကျန်ကကင်းစခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာအဆိုပါတိုက်ပွဲဖြစ်ပွားနေကြတဲ့စင်လန်ကျေးရွာအနီးရှိကကင်းစခန်းတွေကိုလေကြောင်း drone တွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားကပဲအာရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ထိုးစစ်ချောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြအဆုံးများစွာနဲ့ပဲစုဖောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။စင်လန်းဘက်မှာတိုက်ပွဲကတော့ပြီးခဲ့တဲ့ဩဂုတ်လကတည်းကပဲဖြစ်နေကြတာရှိပါတယ်။စက်တင်ဘာလမှာတော့ AA နဲ့ပူးပေါင်းတပ်တွေကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတော့တိုက်ပွဲတွေကပိုပြီးပြင်းထန်နေကြတာပါ။အဲ့ဒီဘက်မှာကာကင်းစခန်းတစ်ခုကိုတော့ရှာထားပြီးကျန်ကာကင်းစခန်းတွေကိုထိုးစစ်ဆင်နေတယ်လို့သိရပါတယ်လို့ အေအေနဲ့နီးစပ်တဲ့စည်ရည်တရေရင်းမြစ်တွေစီကတည်ရပါတယ်စစ်ကောင်စီတပ်ဟောင်းဆင်းလန်းချေးရွာတိုက်ပွဲတွင်မှတရုတ်ထုတ်နီးပညာဖြင့်ခြုံတွေကိုအကြီးကဦးစားပေးကတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်တိုက်ပွဲတွင်မှထိခိုက်ဒဏ်ရာရရှိသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်အင်အားလာရောက်ဖြေတင်ကြတဲ့စစ်ကားကြီးတွေနဲ့ရွှေတောင်မြို့ရှိဂရင်တရာဆက်စေယုံကြီးကိုစေကူတမှုခံယူဖို့အတွက်ခေါ်ဆောင်သွားကြတယ်လို့လည်းသိရပါတယ်ဆင်လန်းချေးရွာဟာအရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကြီးွာနဲ့စစ်ကောင်စီတပ်ရဲ့ကာပါစာဆက်ယုံတည်ရှိတဲ့ညောင်ချီတော့ကြီးွာကြားမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ညောင်ချီတော့ကြီးွာနေမှာစစ်ကောင်စီတပ်ရဲ့ကာပါစာ6ဆက်ယုံတည်ရှိပြီးအာရကတက်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ပွဲဖော်ဆောင်နေတဲ့စင်လန်ကြီးွာနဲ့ဆိုပါကခွနမိုင်ခန့်တာဝေးခွာတော့တာလည်းဖြစ်ပါတယ်။အာရကတက်တော် AA ဟာပဲခူးတိုင်းအနောက်ချက်ရှိပရောင်တောင်ကုတ်လမ်းပိုင်းကညောင်ကျိုးစခန်းအပါအဝင်မိုးထီစခန်းတောင်ပုံကြီးစခန်းနဲ့ပကံကွဲစခန်းတို့ကိုပူပေါင်းမဟာမိတ်တပ်တွေနဲ့အတူ သိမ့်ပိုက်ထိန်ချုပ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာအာရကတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာဆင်လန်ကြီးပါရှိကကင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်ပါကစစ်ကောင်စီတပ်ရဲ့ကာပါစာဆက်ယုံတွေကိုပါချိန်ချောက်လာနိုင်တော့မှာဖြစ်တယ်လို့အဆိုပါစစ်စင်ကြီးနဲ့နှိစက်တဲ့တော်လရေးတပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောကြားပါတယ်။ဒီစင်လန်ကြီးရွာကကကင်းစခန်းတွေကိုသိမ်းပိုက်ပြီးရတော့စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းကုန်ကျန်းထုတ်လုပ်တဲ့ကပ္ပစာ60ရုံကိုရောက်ပါတယ်။ဒီစစ်ကောင်စီတပ်ကလည်းအဲ့ဒီဘက်ကိုမရောက်နိုင်အောင်အတွက်စစ်အင်အားဖြည့်တင်းနေတာရှိပါတယ်။ ကပါစာ6ဆက်ယုံကတော့ပုံမှန်အတိုင်းပဲလှည့်ပတ်နေတယ်လို့သိရပါတယ်။ဆီလက်နဲ့ပစ္စည်းတွေပြောင်းရွှေ့တာမျိုးလည်းမရှိသေးဘူးလို့သိရပါတယ်။ဒေါ်လာရေးတက်တွေကလည်းလက်နက်ကြီးတွေနဲ့ဖြစ်ရင်ပြစ်လို့ရတဲ့အနေထားကိုရောက်နေပြီလို့ပြောလို့ရပါတယ်လို့အဆိုပါဒေါ်လာရေးတက်ဖွဲ့ဝင်တအူကပြောပါတယ်။အုတ်ရှိပင်မျိုးနဲ့ညောင်ချေတော့ကြေးရွာမှာတည်ရှိတဲ့ကပါစာ6ဆက်ယုံကိုလေတာတောင်ဆင်းလန်းတောင်စမ်းပလက်တောင်စတဲ့ကခင်းကုန်းစခန်းတွေနဲ့ကာယံချတာဖြစ်ပြီး အိုရှေပင်မျိုးရဲ့တောင်ဘက်ပတိမုံရွာကားလမ်းမပေါ်မှာကပါစာကိုကပါစာငါဆက်ယုံလို့တည်ရှိနေတာလည်းဖြစ်ပါတယ်။အာရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဘကူတိုင်းမှာကပါစာဆက်ယုံခုနှစ်ယုံရှိနေတာဖြစ်ပြီးဒီမျိုးနယ်မှာကပါစာ3 0 19ဆက်ယုံလို့ရှိပြီးအိုရှေပင်မျိုးနယ်မှာတော့ကပါစာ9 6 9နဲ့ဆက်6ဆက်ယုံလို့တည်ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိအေအေနဲ့ PDF တို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကပါစာ6ဆက်ယုံဟာ စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းတွေအတွက်အဓိကကုန်ကျန်းထုတ်ပေးနေတာဖြစ်ပြီးအခြားသောကပ္ပဆာဆက်ယုံတွေအကုန်လုံးနဲ့လည်းဆက်ဆက်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မျိုးနဲ့နှမ်းစီကန်ချေရွာကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းထုတ်မိရှုနေရွာလုံးကျွတ်တိန်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေတိုင်းမြန်မျိုးနယ်ကနှမ်းစီကန်ချေရွာကိုအနာသိန်းစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးချေရွာအတွင်းနေအိမ်တွေကိုမိရှုဖျက်ဆီးမှုတွေလုပ်ဆောင်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်ကလေးကအဆိုပါစစ်တပ်စစ်ကြောင်းဟာပခုတ်ကူမြို့နယ်မြောင်ချစ်ပင်ဘက်ကတက်စင်ပြင်းမာပြူစောတိရွာကိုရောက်လာတာဖြစ်ပြီး၅ရက်နေ့မှာတော့ပြင်းမာပြူရွာကနေမြိုင်မြို့နယ်တောင်ပိုင်းနှင်းစီကန်ကျေးရွာကိုစစ်ကြောင်းတိုးခွေရောက်လာတာဖြစ်တယ်လို့သိရပါတယ်။စစ်သားနဲ့ပြူစောတိအင်အား၁၈၀ကျော်ပါတဲ့အဆိုပါစစ်တပ်စစ်ကြောင်းဟာနှင်းစီကန်ကျေးရွာကနေအိမ်တွေကိုနေ့လယ်ပိုင်းလောက်မှစတင်ပြီးရှုခဲ့တာဖြစ်တယ်လို့သိရပါတယ်။အိမ်တွေကတော့ဘလောက်ရှုခံလိုက်ရလဲကျွန်တော်တို့အတိမပြုနိုင်သေးပါဘူးအခုချိန်ထိသူတို့ရွာထဲမှာရှိနေတာကြောင့်လေ ဒီမနက်မှာစစ်ကြောင်းကဆက်ပြီးလှုပ်ရှားမဲ့သဘောရှိတယ်။ဒါကြောင့်လေကြောင်းနဲ့ဘုံကျဲချနေတာလို့ဒေသခံပြည်သူတယောက်ကသတင်းဌာနကိုပြောပါရယ်။ဒီနေ့နိုဝင်ဘာလ6ရက်မနက်9:00နာရီဝန်းကျင်မှာစစ်တပ်ကနှင်းစီကံကြေးရွာအနီးတစ်ဝိုက်ကိုဂျက်ဖိုင်တာနဲ့ဘုံ6လုံးခန့်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။တချို့တွေပြောတာကတော့ cluster ဘုံတွေလို့ပြောတယ်။ကျွန်တော်တို့လည်း cluster လားခါတိုင်းကျင်းနေကြပေါင်ဘုံမိလာတော့မသိဘူးပေါ့နော်လို့အချက်ပါဒေသခံကဆက်ပြောပါရယ်။အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးနိုင်ဝက်ဝင်းကျင်အချိန်မှာပဲပခုတ်ကူတက်မှတရားတစ်ကနေလဲ ပါရာမော်တာ၃စီးတက်လာကချက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့ပြည်သူထိခိုက်ဒေဆုံးမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိနှမ်းစီကန်ကြီးရွာကဒေသခံတွေကတော့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကြောင်းကမြိုင်ဆက်ရုံကိုဆက်ရွှေ့မလား။ဒါမှမဟုတ်နှင်းစီကန်ကြီးရွာနဲ့လေးမိုင်အကွာမှာရှိတဲ့တရက်ကန်ပြူစော်တိရွာကိုပဲဆက်လက်ရွေးရှားမလားဆိုတာစောင့်ကြည့်နေစေဖြစ်တယ်လို့ပြောပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းလူသစ်များအငဲတောင်ဝဲချမ်းရံယာတူးတိုးပေးပြီးစစ်ကောင်စီသွေးဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်မြေပြင်တွင်အသေးကန်တပ်သားလူသားတိုင်းအဖြစ်အာရမစုစည်းကအထုံးချနေတဲ့စစ်မှုတန်းလူသစ်ပတ်စများကိုဒူးတက်ချက်အစစ်မှတက်ချက်တက်ချက်ကြီးအစစ်အထိယာဒူးပေးနေပြီးအမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ်စစ်ကောင်စီကသွေးဆောင်စီယုံလျက်ရှိကြောင်းလူသစ်မိသားစုဝင်များနှင့်စစ်တပ်တရင်ရင်မြများထံမှသိရပါသည်စစ်ကောင်စီမှထုတ်ပြန်တဲ့အောက်တိုဘာ22စစ်ရဲတပ်ခုတွင်ယာဒူးအစစ်တိုးပိမှုတာမကစမ်းဆောင်ရေးစုလက်မှတ်များကိုပါပေးခြင်းဖြင့်စီယုံနေကြောင်းတွေ့ရပြီးရင်စရင်တွင်စုတစိမ့်များအပြင်ယာဒူးတိုးသူ 1821ဦးအထိဖော်ပြထားသည်ကိုတွေ့ရပါတယ်။ရှင်းတို့ရာထူးတိုးပေးတော်လဲနှစ်နှစ်ပြည့်သည့်နှင့်ထွက်ခိုင်းမိဖြစ်ကြောင်းတောင်ကြီးမြို့နယ်အေးသာယာမှစစ်မှုထမ်းအပတ်စဉ်တစ်တွင်ပါသွားသူတဦးမိသားစုဝင်ကပြောပါတယ်။စစ်ဖို့ပေးလဲမိသားစုကလက်မခံဘူး။တေးရွာသွားနေရတာကိုအိမ်မနေတိုင်းစုတောင်းနေရတာ။မတည်လို့သေတွင်းကထွက်လာမှကိုပဲစောင့်နေတာ။ကလေးတွေဆိုအဖေပဲမိနေကြတာဟုအေးသားရ6ရက်ကွာမှအပတ်စဉ်တက် စစ်မှုတန်းတအူဤစနီကပြောပါရယ်စစ်ကောင်စီသည်ပြည်သူစစ်မှုတန်းဥပဒေကိုကျင့်ကြပြီးနောက် ဒီသူစစ်မှုတန်းတင်နန်းအပတ်စဉ်တစ်ကို2024ခုနှစ်ဖေဖော်ဝါရီလမှစတင်၍ဖွင့်လှစ်ခဲ့ပြီးယခုအခါအပတ်စဉ်19အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ရာအပတ်စဉ်တင်ဆက်စစ်မှုတန်းများသည်လာမယ့်2026ခုနှစ်ဧပြီလ၌နှစ်နှစ်ပြည့်မီဖြစ်ပါတယ်။ခူပိုင်အမှတ်ကတော့မပြောင်းပေးဘူး။ယာတို့နဲ့ဆုလက်မှတ်တွေနဲ့ဆွဲဆောင်နေတာပေါ့လေ။သူတို့အင်အားကဒီလိုစစ်တွေအပေါ်အတိကမှီခိုးနေရတာကို ဒါပေမဲ့သတ်မှတ်ထားတဲ့နှစ်နှစ်သက်တမ်းပြည့်လို့ထွက်ခွင့်မရကြရင်တော့တနက်ပြောင်းတွေကအထက်အရာရှိတွေစီပြန်လည်ကုန်ကြမှာပဲဟုစီရီယန်စစ်တဲ့အရာရှိတအူကသုံးသပ်ပြောဆိုပါတယ်။စစ်ကောင်စီကလူသစ်ထက်စုဆောင်နေတော့လေလူသစ်များသာထပ်တိုးလာပြီးလူဟောင်းများရုတ်ရော်လာမည်ဖြစ်ရာစစ်တပ်ဤတိုက်စွမ်းရေကြဆင်းလာမည်ဖြစ်ကြောင်းစစ်ရေးအကဲခတ်တအူကသုံးသပ်ပါတယ်။သူတို့အပတ်စဉ်20အထိဆိုလူသစ်တသိန်းရှိလာပြီမယ်။လူဟောင်းတွေကထွက်လူသစ်တွေကဝင်နေအဲ့ဒီထက်မတိုးနိုင်တော့ဘူး။ လူသစ်တွေကစကားတွေကစစ်ထဲဝင်ကျင်တာမဟုတ်တာစစ်မြေပြင်ရဲ့နှစ်ဖူးတွေတူးတွေတင်းမင်းနဲ့ရင်ဆိုင်ရတာနဲ့တပ်တွင်းအကြမ်းဖက်အနိုင်ချင်းမှုတွေကတထဲဆက်နေမဲ့သူမရှိသလောက်ဖြစ်မှာပဲဟု၎င်းကပြောပါတယ်စစ်ကောင်စီသည်တပတ်လျင်လူသစ်9000ဝန်းကျင်ဖြင့်အခြေခံသုံးခတင်နန်းဆင်းလျင်တိုက်ခိုက်ရေးတရင်များသို့တိုက်ရိုက်ပို့နေသည့်ဖြင့်တင်နန်းဆင်းလူသစ်များအတုံးယုံတိုက်ဆုံကြခြင်းအစုလိုက်ပြုံလိုက်လက်နက်ချခြင်းများနေစဉ်လိုဖြစ်ပေါ်လျက်ရှိကြောင်းစစ်ရေးတရင်ရင်များအရာသိရပါသည် ဆက်လက်ပြီးမြို့သားရဲစခန်းမှာအရက်ဝယ်ထွက်လာသည့်စစ်အုပ်စုများပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မန္တလေးတိုင်းငန်းဆုံမြို့နယ်မြို့သားရဲစခန်းမှာအရက်ဝယ်ထွက်လာသည့်စစ်အုပ်စုဝင်များဖြစ်ခတ်ခံရပြီးနှစ်ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရပါဗျ။နိုဝင်ဘာလ၄ရက်နေ့နဲ့၁၇:၂၄မိနစ်ခန့်တွင်မြို့သားရဲစခန်းမှာမြို့သားစီမြောက်ဖက်လမ်းအတိုင်းအရက်ဝယ်ထွက်လာသည့်စစ်အုပ်စုဝင်၃ဦးကိုဖြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Task Force ငန်းဆုံအဖွဲ့ကသတင်းထုတ်ပြန်ပါဗျ။မြို့သားရဲစခန်းထွက်လာတာဗျာ။ အယက်ခွက်နဲ့လာလာပြန်ရဲစခန်းနဲ့မီတာ200လောက်မှာဈေးဘက်မှာတော့သူတို့ကင်းပုံးတွေရှိတယ်။အဲ့ဒီကြားထဲကနေတိုက်ခိုက်ခဲ့တာ။သူတို့နဲ့မီတာ20အကွာမှာတိလိုက်တာပြဟု Special Task Force အဖွဲ့တာဝန်ခံကသတင်းဌာနကိုပြောပါတယ်။ရှင်းတိုက်ခိုက်မှုကြောင့်တရားရရှိသူမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။လက်နက်ကတော့မရဘူး။တယောက်လွတ်သွားလို့၃ယောက်လား၂ယောက်အိမ်သားတင်ကြာသွားတာဟု၎င်းကဆက်ပြောပါတယ်။ရှင်းတို့တိုက်ခိုက်ပြီးနောက်မြို့သားဈေးပတ်လေတွေကင်းပုံးဝင်နေသည့်စေအုပ်စုများကပြန်လည်ပြစ်ခတ်ခြင်း မျိုးသားရဲစခန်းအတွင်းမှလက်နေကြီးပြစ်ခတ်ခြင်းနှင့်ဂျုံပြေဖုံးကျဲခြင်းတို့ပြုလုပ်ခဲ့တော်လဲ PDF ရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါတယ်။ဆေးဥစုဖွဲ့များထိခိုက်သေးဆုံးမှုကိုတရင်ဌာနအနေနဲ့တီးခြားအတည်မပြုနိုင်ပေ။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။